အားလုံးမင်္ဂလာပါအဝင်းချင်းနဲ့မှကျူဆိုပါတယ်ကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ကျမ်းမာတဲ့ကိုလေးချိန်ချချင်းသူတွေအတွက်စားသုံးသင့်တဲ့စူပါအစားအစာ ဖြစ်တဲ့ chia seed ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်သင်က chia seed တွေဟာကိုလေးချိန်ရှော့ချရမှာဘလို့အထောက်ကူပေးနိုင်လဲဆိုတဲ့အကြောင်းအရာကိုသိကျင်တယ်ဆိုရင်တော့ကောင်းမွန်တဲ့ကျမ်းမာရေးလမ်းညွန်သူတူးလို့ရှင်းပြပေးပါမယ် chia seed လေးတွေဟာအေးငယ်ပြီးမဲ့သူတို့တွေမှာပါဝင်တဲ့အာရတက်တွေကတော်တော်ကြီးကိုအစွမ်းထက်တယ် ချီယာဆေးဆိုတာဘာတွေလဲချီယာဆေးတွေဟာစာဘီယာအက်စပါနီကာလို့ခေါ်တဲ့အပင်ကရတဲ့အနဲ့ရောင်ဓမ္မမုတ်အဖြူရောင်တင်းငယ်တဲ့အစိတ်လေးတွေပဲဖြစ်ပါတယ်သူတို့ကဟာယတပေါင်းစုလို့တော့တင်စားရလအောင်ကိုအောက်ပါအရေးကြီးတဲ့ဟာယတက်တွေနဲ့ပြည့်ဝနေပါတယ်အပြင်ဓာတ် Omega 3 fatty acid protein ဓာတ်ဆန့်ကျင်ဓာတ်တို့ပစ္စည်းများ calcium magnesium တန်ဓာတ်များစွာပါဝင်ကြပါတယ်ဒီအစိတ်လေးတွေက စနစ်တကျအသုံးပြုမယ်ဆိုရင်ကိုယ်လေးချိန်ရှော့ချရေးနဲ့အလုံးစုံကျန်းမာရေးကိုထောက်ပံ့ပေးနိုင်ပါတယ်ခြေရစေးတွေကကိုယ်လေးချိန်ကိုဘယ်လိုကူညီပေးတာလဲသူတို့ရဲ့အလိုလိုပုံကိုသင်ချင်းစီရှင်းပြပေးပါမယ်နံပါတ်1အမြင်တတ်မြင်မာမှုကြောင့်ဗိုက်ပြည့်စေတယ်ဒါကအဓိကအချက်ပါပဲခြေရစေးတွေကသူတို့ရဲ့ကိုယ်လေးချိန်ထက်ဆယ်ဆကနေ12ဆအထိရေကိုစုပ်ယူနိုင်တဲ့ထူးခြားတဲ့စွမ်းရည်ရှိပါတယ်သူတို့ရေနဲ့တွေ့တဲ့အခါ ဂျယ်လိုမျိုးအတွင်ဖြင့်ဖြစ်သွားပြီးအစာအိမ်ထဲမှာနေရာယူထားပါတယ်။ဒါကတင့်ကိုပိုမိုကြာရှည်စွာဗိုက်ပြင်းတင်းနေစေတယ်။ဒါကြောင့်အစာစားခြင်းစေလျော်နေပြီးအလွန်အကျွံစားတာကိုတားဆီးပေးပါတယ်။သူ့တည်သနာတွေအရအမြင်တတ်ပိုမိုစားသုံးသူတွေဟာခန္ဓာကိုယ်အစီ body fat နည်းပါးလေးရှိတယ်လို့ဖော်ပြပါတယ်။နံပါတ်1ပရိုတိန်းဓာတ်ကျွဲဝခြင်းပရိုတိန်းဓာတ်ကအစီတွေကိုလောင်ကျွမ်းစေပြီးကြွက်သားဓာတ်ကို ထိမ့်သိမ့်ဖို့အတွက်မရှိဖြစ်လိုအပ်ပါတယ်ခြေရာစိတ်နှစ်စွန်း28ခရမ်ခန့်မှာကိုပဲပရိုတိန်းဓာတ်5ခရမ်ခန့်ပါဝင်ပါတယ်ပရိုတိန်းများလေစားကျင်စိတ်ရောနေလေဇီဝကာမဖြစ်စဉ်ပိုမိုကောင်းမွန်လေဖြစ်ပါတယ်နံပါတ်3ကယ်လိုရီနည်းပြီးအဟာရမြင့်မားခြင်းခြေရာစိတ်တစ်ခါစားစာနှစ်စွန်းခန့်ဟာကယ်လိုရီ140လောက်ပဲပြီးပြီမဲ့အာရဓာတ်ပမာဏများစွာကိုပြီးပါတယ်ဒါကြောင့် ကိုယ်လေးချင်းရှော့ချဖို့အတွက်တင့်တော်အောင်ကယ်လိုရီအများကြီးမစားသုံးပဲအဟာရများစွာရရှိစေပါれ။နံပါတ်၄တွေးရင်းတခြားတတ်ထိမ့်ဟိပေးခြင်း။ချီယာစိတ်ထဲမှာဂျဲလိုဖြစ်နေတဲ့အမြင်တတ်ကတင့်ခန္ဓာကိုယ်ကတခြားတတ်ကိုစုပ်ရည်တဲ့ပုံစံနှိကွေအောင်လှုပ်ဆောင်ပေးပါれ။ဒါကတခြားတတ်အတဲ့အကျအမြင်နာကိုတားဆီးပေးတဲ့အတွက်အစီစူဆောင်းမှုနေပါစေပြီးအချိုစားခြင်းစိတ်ကိုရှော့ချပေးပါれ။ ။အမှန်ကအစာချေစနစ်ကိုကောင်းမွန်စေခြင်း။ခြေဆေးမှာပျော်ဝင်နိုင်တဲ့အမြင်တ solo fiber မြန်မာစွာပါဝင်တဲ့အတွက်အစာချေစနစ်ကိုတန့်ရှင်းစေတယ်။ဗိုက်ပူတာကို short ချပေးတယ်။ပြီးတော့ပူလန်းချောင်းကျမ်းမာရေးကိုထောက်ပံ့ပေးတယ်။ဒီအချက်တွေအားလုံးက ကျမ်းမာတဲ့ကိုယ်လေးချိန်ကိုထိန်းသိမ်းဖို့အတွက်အရေးကြီးပါတယ်။ခြေဆေးကိုကိုယ်လေးချိန် short ချဖို့ဘယ်လိုသုံးမလဲ။ဒီအချက်ကအလွန်အရေးကြီးပါတယ်။ခြေဆေးတွေကို မှန်ကန်စွာအသုံးပြုမှသာသူတို့ရဲ့အကျိုးကျေးဇူးတွေကိုအပြည့်အဝရရှိမှာပါအဆင့်၁ပထမဆုံးစိတ်မှာခြေရာစိတ်ကိုဘတော်မှာအစိုးတိုင်းမစားသင့်ပါဘူးသူတို့ကတင့်လေကြောင်းထဲမှာရေကိုဆုပ်ယူပြီးအသက်ရှူကြတာမျိုးဖြစ်စေနိုင်ပါတယ်တစွန်းနှစွန်းကိုရေဓမ္မမုတ်နှုတ်တစ်ခွက်ထဲမှာ15မိနစ်ကနေ30မိနစ်လောက် စိတ်ထားပြီးဂျဲပုံစံဖြစ်လာတဲ့အထိစောက်ပါအဆင့် မနေ့ခင် dead dogs ဖြော်ရည်မနေ့ခင်မှာတင့်ရဲ့ဇီဝကာမဖြစ်စဉ်ကိုမြင့်တင်ပြီးနေ့လယ်စာစားချိန်အထိပိုက်ပြည့်နေစီဖို့ဒီဖြော်ရည်ကိုတောက်နိုင်ပါတယ်စိန်ထားတဲ့ခြေရည်စည်းတွေကိုရေနွေးနွေးတဖန်ကွက်တမယာရည်တဝက်နဲ့ပြားရည်အနေငယ်တို့နဲ့ရောလိုက်ပါဒီဖြော်ရည်ကိုမနေ့စာမစားခင် နေ့စဉ်တောက်တုံးပါအဆင့်၃အစားအစာတွေ့တဲ့ထက်သွင်းပါ သင့်ရဲ့အမြင်ဓာတ်နဲ့ပရိုတင်းဓာတ်ကိုမြင်မာစေဖို့အတွက်ချီယာရှိတွေကိုအောက်ပါအစားစာထဲမှာထည့်သွင်းနိုင်ပါတယ်။စမူသီဒါမှမဟုတ်ပရိုတင်းဖြော်ရည်များဒိန်ဂျင်ဒါမှမဟုတ်အုတ်မေးခင်းကြိုဒါမှမဟုတ်အတုပ်များအစိအစံပြည့်ပန်ကိတ်ဒါမှမဟုတ်ပေါင်မုတ်အဆင့်လေးရည်ဓာတ်ပြည့်ဝနေပါစေ။ချီယာရှိကရေကိုဆုပ်ယူတဲ့အတွဲသင်ဟာတစ်နေ့တာလုံးရည်ဓာတ်လုံလောက်စွာတောက်တုံးမှုလိုပါတယ်။ဒါကအစာခြေပြတ်မှုကိုကူညီပေးပြီးဝန်ချုပ်တာကို တားဆီးပေးနိုင်ပါတယ်။သိပ္ပံနိကြအထောက်အပံ့နဲ့အရေးကြီးတဲ့အချက်များ2018ခုနှစ်မှာပြုလုပ်တဲ့လေလာမှုတစ်ခုအရချီယာစိတ်စားသုံးသူတွေဟာပိုမိုကြာကြာပိုက်ပြည့်နေပြီးစားသုံးတဲ့ကယ်လိုရီပမာဏကလည်းလျော့ကျသွားတယ်လို့တွေ့ရှိရပါတယ်။နောက်ထပ်လေလာမှုတစ်ခုကတော့ချီယာစိတ်ဟာလက်ကျင်ခံစွမ်းဆောင်ရည်နဲ့အဆီလောင်ကျွမ်းမှု fat oxidation ကိုတိုးတက်စေတယ်လို့ဖော်ပြထားပါတယ်။ ခြေစက်မှာပါဝင်တဲ့မြန်မာတဲ့အမြင်တတ်တဲ့ Omega 3တွေဟာရောင်ရမ်းမှုကိုလျှော့ချရာမှာနဲ့ဟော်မုန်းတွေကိုမျှတအောင် ထိန်းချုပ်ရာမှာကူညီပေးပါတယ်။ဒီအချက်နှစ်ခုစလုံးကကိုယ်လေးချိန်ထိန်းချုပ်ရေးအတွက်ရေးကြည့်ပါတယ်။သတိပြုရမယ့်အချက်များနေ့စဉ်တင့်တော်တဲ့ပမာဏကတော့တစ်စွန်းနှစ်စွန်း15ဂရမ်ကနေ30ဂရမ်ပဲဖြစ်ပါတယ်။ရေအလုံးလောက်မတောက်ပဲအများကြီးစားမိရင် ဘိုက်ပူတာဒါမှမဟုတ်ဘိုက်မရီမတာဖြစ်တာမျိုးဖြစ်နိုင်ပါတယ်။ဒါကြောင့်ရေကိုတစ်နေ့ရှစ်ခွက်လောက်တောက်ပါ။အရေးကြီးဆုံးကတော့ရှီယာစစ်တစ်မျိုးတည်းကနေတညတွင်ချင်းအစီတွေပျော်သွားမှာမဟုတ်ပါဘူး။ကိုယ်လေးချင်း short ချဖို့အတွက်ကျမရင်းနဲ့ညီညွတ်တဲ့အစားတောက်နဲ့ပုံမှန်လေးချင်းကားတို့နဲ့ပေါင်းစပ်ဖို့လိုအပ်ပါတယ်။အချုပ်ပြောရရင်ရှီယာစစ်ကိုနေ့စဉ်စိန်ပြီးစားသုံးမယ်။ညှက်တဲ့အစားအစာတွေနဲ့ထက်သွင်းမယ်။ရေလုံလုံလောက်လောက်တောက်မယ်ဆိုရင် သူတို့ဟာတင့်အတွက်ဘေးကင်းပြီးရေရှည်ခံမဲ့ကိုလေးချိန်ရှော့ချရင်ခီးစင်မှာအစွမ်းထက်တဲ့သဘာဝမဟာမိတ်တူဖြစ်လာမှာပါမိကွန်ခြေရစိမ့်နဲ့ပင်ပွားစိရအတူတူပဲလားဒီမိကွန်ကိုဖျားရင်တော့မတူပါဘူးပင်ပွားစိကဘေးဆယ်စိဖြစ်ပြီးခြေရစိကခြေရစိဖြစ်ပါတယ်သူတို့နှူးစလုံးက ရေကိုကောင်းကောင်းဆုပ်ယူနိုင်ပြီးအရေးတဲ့စိန်ထားရင်ဒါမှမဟုတ်ချက်ပြုတ်ရမှာထည့်သွင်းရင်ဂျယ်လိုမျိုးဒါမှမဟုတ် ပစ်ခဲတဲ့အသွင်အပြင်ဖြစ်လာနိုင်ပါတယ်။သူတို့နှမျိုးစလုံးမှာအမြင်ဓာတ်ပရိုတိန်းကယ်လ်ဆီယမ်တန်ဓာတ်တို့လိုအားရဓာတ်တွေပြည့်ဝစွာပါဝင်ပါတယ်။ဒါပေမဲ့အဓိကခြားနားချက်ကတော့ပင်ပွားဆိတ်ဘေးဆယ်ဆိတ်ခြေရဆိတ်နဲ့နှမ်းရှင်တခါစားစာအမြင်ဓာတ်ပိုများပါတယ်။ခြေရဆိတ်ကတော့ဘေးဆယ်ဆိတ်ထက်ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ် healthy fat တွေပိုများပါတယ်။ပင်ပွားဆိတ်ဖီဆယ်ဆိတ်ခြေရဆိတ်နဲ့နှမ်းရှင် အရွယ်စားပူကြည့်ပါတယ်ပုံရံကလည်းဘဲဥပိုအိုဘယ်ရှိတ်ဖြစ်ပြီးညာတော့အားဖြစ်အနဲ့ရောင်ကြီးပဲတွေ့ရပါတယ်ခြေရစိတ်ကတော့ပင်ပွားစိတ်ထက်သေးငယ်ပါတယ်ပုံရံကလည်းပူပြီးလုံးဝန်းပါတယ်အရောင်အနေနဲ့ကတော့အဖြူအညိုအမဲအမျိုးမျိုးရှိပါတယ်အစားဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်နောက်ဝေလိုလိုကူကြည့်ရှုနိုင်ဖို့အတွက် subscribe ကိုတစ်ချိန်နှိပ်ပေးထားပါလို့မြတ်တရားရက်ခံပါတယ်နိုင်ငံ share လို့ နှိပ်ပေးစီစဉ်ပါတဲ့လူသားအလုံးလှလပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Happy Good Day